င်္ဂလာပါရှင်။ဂရနီပြည်နယ်နယ် KNT တာတွင်စစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့်၉လအတွင်းအရတားတရားကျော်တိုက်ဆုံတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ဂရနီပြည်နယ်နယ် KNT တာတွင်စစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့်၂၀၂၅ခုနှစ်၉လအတွင်းအရတား130ဦးတိုက်ဆုံခဲ့တယ်လို့ဒုသက်သောဂရနီပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ကြပါတယ်။အာနာတင်စစ်တပ်ကဂရနီပြည်နယ်နယ် ် KN data ကို2025ခုနှစ်အတွင်းလေးကြောင်းတိုက်ခိုက်မှု328ကြိမ်ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီစစ်တပ်ရဲ့လေးကြောင်းလက်နက်ကြီး drone အပါအဝင် အကြမ်းဖက်မှုတွေကြောင့်2025ခုနှစ်စက်နဝိုင်းလ3ရက်နေ့ကနေစက်တဘာလ30ရက်နေ့အထိအရက်သား130ဦးတေဆုံခဲ့တယ်လို့ဆိုထားပါတယ်။ အဆိုပါအကြံဖတ်မှုတွေကြောင့်2025ခုနှစ်အတွင်းနေအင်းနဲ့အဆောက်အုံ324လုံးဘာသာရေးအဆောက်အုံ9လုံးစေယုံနဲ့စေခံ3ခုစာသင်ကျောင်း4လုံးပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့စက်တမလာစက်ခုံရက်နေ့ကလည်းတမောဆူအနောက်ဖဲချံတနန်ဥပိုင်ကက်သလစ်ဘုရားကျောင်းကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဘုရားကျောင်းပျက်စီးခဲ့ရပါတယ်။ ပြီးခဲ့တဲ့စက်တမလာ17ရက်နေ့ကလည်းတမိုးဆူအရှိဖဲချမ်းမှာရှိတဲ့ကြေးရွာတရွာကိုစက်ကုံမရှင်တက်ကလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်အရက်သား3ဦးသေဆုံးခဲ့ရပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့ကနေ2025ခုနှစ်စက်တမလာ30ရက်နေ့အထိခရနီပြည်နယ်နဲ့ကရင်ဒေတာအတွင်းစစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့်အရက်သား820ဦးသေဆုံးခဲ့ရတယ်လို့ PKPF ကပြစ်ဆုထားတဲ့ဇင်းများအရာသိရှိရပါတယ်ရှင်။